မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ဆယ်တော်ကျေးရွာကအုပ်ချုပ်ရေးမှူးတအုပ်နိုဗ ెంబ ာလ28ရက်နေ့မနက်6နာရီလောက်မှာအသက်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်50နှစ်အရွယ်ကိုထင်းဝင်းဆိုသူကိုဆယ်တော်ရွာကသူ့ရဲ့နေအိမ်မှာရှိနေတဲ့အချိန်မင်းဘူးခရိုင်အမှတ်ခွန်တိုင်ရင်တပ်ဖွဲ့ဝင်တွေကတတ်ခဲ့တယ်လို့သိရပါတယ်။သူ့ကိုဆက်ဆဲမေးမြန်းပြီးမှရှင်းလင်းခဲ့တာပါ။သူရဲ့နေအိမ်မှာပဲရှင်းလင်းခဲ့တာလို့မင်းဘူးခရိုင်အမှတ်ခွန်တိုင်ရင်ကတာဝန်ခံကပြောဆိုထားပါတယ်။အသက်ခံရတဲ့သူဟာစစ်ကောင်စီရဲ့စစ်မှုတန်းကိစ္စတွေပြူစောတိတင်နန်းပေးတဲ့ကိစ္စတွေမှာလည်းသူကိုယ်တိုင်ပါဝင်ပြီးတော့ဒေသခံတွေကို လဲချိန်ချောက်တာတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။သူကစစ်ကောင်စီအာဏာသိမ်းပြီးမှအုပ်ချုပ်ရေးမှုဖြစ်လာတာအရင်တော့ကပြည်သူစစ်တွေပြူစောထီးတွေတင်နှံပေးတဲ့အထက်မှာသူလဲပါတယ်။ ူလဲတင်တန်းတက်ခဲ့တယ်ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေကိုလက်မခံဖို့ကိုလဲရွာတိုင်းလိုလိုသူကလိုက်ပြောပါတယ်စစ်မှုထမ်းဖို့အတွက်ထောက်ပံ့ဖို့တိုင်ကို9000မဖြစ်မနေပေးရမယ်ဆိုပြီးတော့လိုက်တောင်းနေတယ်လို့တာဝန်ခံကပြောဆိုထားပါတယ်ဒါအပြင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုလဲစစ်ကြောင်းနဲ့အတူလာမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုတာတွေရှိခဲ့တယ်လို့သူကဆက်ပြောပါတယ်သူမသေးခင်နိုဝင်ဘာလ18ရက်နေ့လောက်ကကျွန်တော်တို့ရဲ့ page ကိုလာပြီးတော့ချင်းချောက်တယ်သူချင်းချောက်တဲ့အချိန်ကစစ်ကောင်စီစစ်ကြောင်းဝင်နေတဲ့အချိန်မှာကျွန်တော်တို့တပ်ဆွဲထားတဲ့နေရာကနေဖယ်ပေးဖို့ပြောတာ လမ်းပြလုပ်ပြီးတော့ကျွန်တော်တို့ဇီကိုစစ်ကြောင်းနဲ့အတူလာခဲ့မယ်လို့ပြောတာငါအကြောင်းကိုသိစေရမယ်ဆိုပြီးတော့ချိန်ချောက်ခဲ့တာလို့ပြောဆိုခဲ့ပါတယ်ပြီးခဲ့တဲ့2022ခုနှစ်ဇွန်လကလည်းအုတ်ချုပ်ရေးမှု ထေဝင်းရဲ့သတင်းပေးတိုင်ကြားမှုကြောင့်ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တအူးအသက်ခံလိုက်ရသေးတယ်လို့ဆိုပါတယ်ရဲဘော်တအူးကိုရရက်ဆက်ဆက်တပ်ဖြတ်ဖို့အတွက်သူကစစ်ကောင်စီကိုသတင်းပေးခဲ့တယ်ရရက်ဆက်ဆက်မြားချိုင်းတောင်ပေါ်ကနေရဲဘော်ရဲ့လက်ဘင်းကိုကျိုးနဲ့ဆွတ်ပြီးတော့စိုက်ကဲနဲ့ဒီရွတ်တိုက်ဆွဲတာနောက်ပြီးတော့ဆယ်တော်တုတ်တံမှာကျိုးနဲ့ဇောက်ထိုးဆွဲပြီးမီးနဲ့မြိုက်ပြီးတော့အသက်ခံရပြီးသူ့ရှိမှတည်းတိတ်ဆုံးသွားတာလို့ပြောဆိုထားပါတယ်ဦးထေဝင်းကိုတပ်ပြီးတဲ့နောက်မှာသူ့စီကနေလက်လုတ်တနက်အတူတလန်းကြည်တချို့ဖုန်းတုံးလုံးဓာတ်တစ်ချောင်းအပါဝင်ပစ္စည်းတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်အလောင်းကိုတော့စစ်ကောင်စီတပ် က်ဝင်းတွေကရေလန်းကနေလှေနဲ့မဲဆလီရွာဘက်ကိုတဲသွားတယ်လို့သိရပါတယ်အခုလိုမျိုးအသက်ခံရပြီးတဲ့နောက်မှာပွင့်ဖြူမြို့စံပြရွာအုပ်ချုပ်ရေးမှုနဲ့ကန်တာကြီးရွာအုပ်ချုပ်ရေးမှုတွေဟာလည်းနိုဗ ెంబ ာလ28ရက်နေ့မနေ့ကစပြီးတော့နေရက်ကနေစုတ်ခွာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေသခံတွေကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲတွင်းမှာဒဏ်ရာရရှိခဲ့တဲ့အတွက်ပြန်လည်စေကုသမှုခံယူနေတဲ့ပြည်သူစစ်မှုထမ်းများကိုဒဏ်ရာပြောက်ကင်းအောင်စေမကုသပေးပေးနဲ့စစ်ကောင်စီကရှေ့တန်းကိုပြန်လွှတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီပြည်သူစစ်မှုထမ်းများဟာကျုံပျော်ခရိုင်အတွင်းစုဆောင်းခံရတဲ့သူတွေဖြစ်ပြီးတော့ရခိုင်စစ်မြေပြင်မှာဒဏ်ရာရရှိကောင်ကျုံပျော်ဆေးရုံကိုပြန်လည်ပြီးတော့ဆေးကုသမှုခံယူနေကြသူတွေဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာတွေမပြောက်ကင်းသေးပဲနဲ့ရှေ့တန်းကိုပြန်ပို့တာတချို့ဆိုရင်မိုင်းစာတွေအသားထဲမှာကျန်နေသေးတယ်။အပေါ်ရံပဲကုသပေးပြီးတော့သူတွေရဲ့မိခင်တရင်ကနေတစ်ဆက်ရှေ့တန်းကိုပြန်လွှတ်နေတာလို့ပြည်သူစစ်မှုထမ်းတပ်သားတအုပ်နဲ့နှိစက်သူတအုပ်ကပြောပြထားပါတယ်။ အဲ့ဒီပြည်သူစစ်မှုထမ်းများကိုကျုံပြောင်မြို့ကနေတစ်ဆယ်၎င်းတို့ရဲ့မိခင်တိုင်ရင်ဖြစ်တဲ့ဟင်းသရချင်းလင်တိုင်ရင်ခလာရဆက်ရှင်မှာပို့ဆောင်ပြီးတော့လက်ရှိစစ်ကောင်းစီတက်အင်အားချိနေနေတဲ့ရခိုင်ပြည်နယ်ဘက်ကိုထပ်မံပြီးတော့ပို့ဆောင်လိုက်ကြောင်းတက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ရခိုင်ပြည်နယ်ကိုပို့ဆောင်ခံထားရတဲ့အေယော်ဒီတိုင်းကပြည်သူစစ်မှုထမ်းအများစုဟာတိုက်ပွဲအတွင်းမှာတေဆုံးမှုတွေများပြားနေသလိုတခြားစစ်ကောင်းစီတပ်သားတွေဟာလည်းလက်နက်ချညံ့ခံမှုများလည်းရှိနေကြောင်းတက်တွင်းသတင်းရင်းမြစ်ထံကသိရပါတယ် ဒါအပြင် ARD တိုင်းမှာမြို့နယ်ပေါင်း26မြို့နယ်ရှိပြီးတော့မြို့နယ်အလိုက်ပြည်သူ့စစ်မှုထမ်းတင်နန်းများကိုတပ်ဆိုင်ရာတင်နန်းကျောင်းများကိုပို့ဆောင်နေပြီးတော့တင်နန်းပြီးဆုံးပါကရခိုင်ပြည်နယ်ကိုပို့ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့မှာစစ်တပ်ကလုံခြုံရေးတိုးမြှင့်ထားတဲ့အချိန်ရွှေဆိုင်ဓမြတိုင်းမှုဖြစ်ပွားပြီးတော့ရွှေ90ကျပ်သားခန့်လူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဗ ెంబ ာလ28ရက်နေ့မွန်လွဲတနအိအချိန်မှာမကွေးမြို့မြင်းသာရက်ကွာရံပယ်စီမဲထီလန်းနဲ့တုခိတာလမ်းတောင်မှာရှိတဲ့ ချိုးချိုးရတနာရွှေဆိုင်ကိုစိုက်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကလာရောက်ပြီးတော့ဓမြတိုက်သွားတယ်လို့သိရပါတယ်ပထမဦးစွာအမျိုးသားနှစ်ဦးကရွှေဆိုင်အတွင်းကိုဝင်ရောက်လာပြီးတော့ရွှေများကိုမလူရက်ခဲလက်နက်နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်ပစ်ခတ်မှုကြောင့်ရွှေဆိုင်ပိုင်ရှင်ဟာကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ရွှေဆိုင်ကိုလူရက်သူနှစ်ဦးကရွှေတယ်များကိုတင်းယူပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်ရွှေတယ်တွေပါသွားတာကတော့90သားကျော်60သားလောက်ပါသွားတယ်လို့ပြောတယ်မကွေးမြို့မှာကပြည်သူစစ်တေရောစစ်တပ်ရော တက်မြို့လုံးနီးပါးလုံခြုံရေးတွေအပြည့်ချထားတယ်။ဒါအပြင် မကွေးမြို့နမ်းမောက်လမ်းပေါ်မြို့အဝင်ဂိတ်နဲ့မြို့အထွတ်ဝက်တိုးကြီးရွာဂိတ်မှာလည်းစစ်တပ်ရဲပြူစောထင်းနဲ့ဌာနပေါင်းစုံတွေရှိပါတယ်။ဂိတ်တွေမှာလည်းအင်အားများတယ်။မကွေးမြို့ပေါ်မှာလည်းတစ်ချိန်လုံးလုံခြုံရေးတွေကြီးပဲရှိနေတဲ့အချိန်မှာဓမြတိုက်မှုဖြစ်တာဆိုတော့စဉ်းစားတာကြည့်ကြပြီးတော့နောက်ပြီးတော့တိုက်တဲ့သူတွေကလည်းဒီနေ့အထိမမိသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ လက်ရှိစစ်ကောင်စီကရွှေဆိုင်ဓမြတိုက်သူများကိုဖမ်းဆီးရရှိခြင်းမရှိသေးပဲစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကိုသာမကွေးမြို့ပေါ်မှာအရှိန်ဟုန်နဲ့ဖမ်းဆီးမှုများကိုလှုံ့ဆော်လျက်ရှိတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကျွန်းလနဲ့မြောက်ဘက်ချမ်းကိုတပတ်ကျော်ကြာအောင်စစ်ကြောင်းထိုးပြီးတဲ့နောက်ကျွန်းလမျိုးနဲ့ရှစ်မိုင်ခန့်အကွာကျေးရွာ၃ရွာမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေကတပ်ဆွဲအထိုင်စခန်းချထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအုပ်စုဟာကျွန်းလာနယ်မြောက်ဘက်ချမ်းတခွင်ကိုနိုဝင်ဘာလ20ရက်နေ့ကနေ28ရက်နေ့အထိတပတ်ကျော်ကြာအောင်မြေပြင်စစ်ကြောင်းထိုးဒရုန်းတွေနဲ့ဗုံးတိချတိုက်ခိုက်ပြီးတဲ့နောက်ကျွန်းလာမြို့နယ်ရှစ်မိုင်ခန့်အကွာတကုန်းကုတ်ကုတ်ဂုံးနယ်မြောက်ဘုံသားစတဲ့ကျေးရွာ၃ရွာမှာတပ်ဆွဲအထိုင်ချပြီးတော့ဂရုတ်ချင်းတူးက ဘန်ကာတွေတိဆောက်တာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ကြောင်းအခြေအနေကတော့သူတို့အထိုင်းတွေဘာတွေချဖို့ဘန်ကာတွေဘာတွေစောင့်နေတယ်ဘန်ဟိုးနဲ့ဘာနဲ့ဘန်ကာစောက်ဖို့အတွက်မြဘုံသားဘက်မှာလုံနေတယ်လို့ကျွန်းလာမြို့နယ်ဒေသခံအမျိုးသားတို့ကပြောပြထားပါတယ်လက်ရှိစစ်ကောင်စီအုပ်စုတွေတပ်ဆွဲအထိုင်းချနေတယ်၃ရွာအုပ်စုဟာကျွန်းလာနယ်မြဘတ်ချမ်းမှာအရင်ကတည်းကရှိထားတယ်စစ်ကောင်စီအုပ်စုနဲ့ပြူစောတိအထိုင်းလဲလာကျွန်းရွာဆက်ခန်းနဲ့၄မိုင်ကန်သာကွာဝေးပြီးတော့စစ်ကောင်စီအုပ်စုကကျွန်းလာနယ်မြဘတ်ချမ်းကိုစီးနေအုပ်ချုပ်ဖို့ပြင်ဆင်လာနေတဲ့သဘောဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီအုပ်စုနဲ့ပြူစောတိပူးပေါင်းအဖွဲ့တွေဟာအဲ့ဒီကျေးရွာ၃ရွာအုပ်စုမှာအထိုင်းစခန်းချဖို့နိုဝင်ဘာလ20ရက်နေ့ကစပြီးတော့ တန်ဘလူမြို့အမှတ်63 36တင်ကားတရင်ကနေအင်အား200ခန့်နဲ့စတင်ထွက်ခွာလာတာဖြစ်ပြီးတော့ကျွန်းလာမြို့မြောက်ချမ်းတခွင်းမှာရွာစဉ်လှဲ့လေထိုးစစ်ဆင်နေတာလေကြောင်းကနေဘုံကျဲတာ drone တွေအသုံးပြုပြီးတော့ဘုံကျဲချတာတွေကိုပြုတ်လုကနည်းမြေရှင်းလင်းခဲ့တယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေတပ်ဆွဲအထိုင်ချနေတဲ့ကျေးရွာတွေအနီးကို drone နဲ့ဘုံကျဲချတာတွေလုဆောင်နေတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီးစပားရိတ်သိမ်းချိန်မှာမရိတ်သိမ်းနိုင်ပဲရှိနေတယ်လို့တောင်သူတွေကပြောပါတယ် ်စပားတွေကရိတ်ရတင်းရတော့မယ်ဆဲဆဲမှာဆိုတော့ရိတ်သိမ်းဖို့တောင်မှမလွယ်တော့တဲ့အနေထားမျိုးဖြစ်နေတာဘောလို့ကျွန်းလဒေသခံတို့ကပြောပါတယ်စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေအထိုင်ချဖို့ပြင်ဆင်နေတဲ့ရွာတွေအပါအဝင်အနီးဝန်းကျင်ကရွာတွေဖြစ်တယ်တာကုန်းကုတ်ကုတ်ကုန်းတမ်းမရပင်စုညဘုံသာလွတ်တိုက်မတောင်းဆွဲလဲရွာတွေကတောင်သူတွေအနေနဲ့စပားမရိတ်သိမ်းနိုင်ပဲဖြစ်နေကြသလိုစပားရိတ်သိမ်းတဲ့အချိန်မှာစစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေနှောက်ရက်ဖျက်ဆီးမှာကိုလည်းစိုးရိမ်နေရတယ်လို့တောင်သူတွေကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဝါလာနောက်ဆုံးပတ်ထဲမှာစစ်ကောင်စီအုပ်စုက ပင်ငန်းဝက်ဝါတော်လက်အောက်ခံပြူစောတိအင်အား900ကျော်ကိုလက်နက်အပြည့်စုံတပ်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိပူးပေါင်းအင်အားတွေဟာကန့်မလူကျွန်းလာတန့်စဲရေဦးစတဲ့နယ်မြေတွေထဲကိုမြေပြင်စစ်ကြောင်းထိုးလေကြောင်းကနေဒရုန်းနဲ့ဘုံးတိတွေချက်ချတာတွေကိုပုံမုံလုံးဆောင်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်အုပ်ဖုံမြို့နယ်ဝိုင်းအုပ်စုကိုင်းတော်စုခြေရွာမှာအကြမ်းဖက်ဆက်တပ်အတွက်အလုလုပေးနေပြီးတော့တပ်သားတွေများကိုစုဆောင်းပေးနေသူမောင်မောင်တန်းကိုပြစ်ခတ်ရှင်းလင်းရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ30ရက်နေ့ညနေ9:30မိနစ်အချိန်အုပ်ဖုံမြို့နယ်ကိုင်းတော်စုကျေးရွာနေအသက်35နှစ်အရွယ်မောင်မောင်တန်းကိုတရားဝတီ KI ပကဖပြည်သူ့ကာကွယ်အဖွဲ့နဲ့တရဲ38တက်တက်ခွဲတက်ရိုးမ GBK ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းကရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဆက်သွယ်ထားတဲ့ဖုန်းတလုံးကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။တင်ဆောင်သွားတဲ့မောင်မောင်တန်းဟာရက်ရွာအတွင်းမှာလူငယ်များကိုအတင်းအဓမ္မစစ်သားတဲ့အဖြစ်နဲ့စုဆောင်းရမှာပူးပေါင်းပါဝင်ခြင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များရဲ့တွာလာလှုပ်ရှားမှုများကိုလိုက်လံစုံစမ်းက WiFi ရဲစခန်းကိုတရင်ပေးပို့ခြင်း PDF နဲ့အဆက်အသွယ်ရှိတဲ့ထောက်ပို့ပြည်သူများအပေါ်ကိုချိန်ချောက်ခြင်းတိုင်ကြားခြင်းတို့ကိုလှုံ့ဆော်နေတဲ့အတွက်ရှင်းလင်းခဲ့လိုက်ခြင်းဖြစ်ကြောင်းတရားဝရီခရံပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူကရှင်းလင်းပြောဆိုထားပါတယ်။အခုလိုမျိုးလှုံ့ဆော်နေမှုများကိုတရားဝရီခရံပြည်သူ့ကာကွယ်အဖွဲ့ပကဖထံကိုပြည်သူများကတရင်ပေးပို့တိုင်ကြားခြင်းနဲ့တပ်ဖွဲ့ဝင်ရဲဘော်များရဲ့စုံစမ်းဖော်ထုတ်ချက်များအရအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းကပြည်သူလူထုကိုဒုက္ခပေးနေတဲ့ထောက်တိုင်များကိုဆက်လက်ပြီးတော့ရှင်းလင်းသွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူနယ်စေတုဒ္ဒရာမြို့နယ်အဆက်မှာရှိတဲ့ကြေးရွာ၅ရွာထက်မနည်းကိုစစ်ကောင်စီတပ်ကတရက်ထဲနဲ့တင်ရွာစဉ်လှည့်လည်ပြီးတော့စစ်ကြောင်းထုံးမိရှုဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလဒုတိယဘက်ကစတင်ပြီးတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းကိုစစ်ကြောင်းထုံးလာတဲ့စစ်တပ်ကနိုဝင်ဘာလ28ရက်နေ့မနေ့ကတရက်ထဲမှာတင်ပွင့်ဖြူနယ်စေတုဒ္ဒရာအဆက်မှာရှိတဲ့ကြောက်ပုံ၊ဂဲပြက်၊ညောင်တုံး၊လယ်မနဲ့ကျွဲချံကြေးရွာများကို ရွာစဉ်လှည့်လည်ပြီးတော့စစ်ကြောထုံးမိရှုံဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မနေ့ကတရက်လုံးကြေးရွာများကနေအိမ်များကိုရည်ရွယ်ချက်ရှိရှိနဲ့စစ်တပ်ကမိရှုံဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ပွင့်ဖြူမြို့နယ်နဲ့စေတုပ္ပရာအဆက်ကကျွဲချံရွာလယ်မရွာတွေကိုမိရှို့တာပါစစ်တပ်ကမင်းကကလေးကထိုးစစ်ဆင်ပြီးတော့မိရှို့တာမှာကြောက်ပုံခဲပြက်ညောင်တုံးလယ်မကျွဲချံရွာငါးရွာကိုမိရှို့သွားတယ်စစ်ကြောင်းထိုးတဲ့စစ်တပ်ကပွင့်ဖြူကဝါတက်နဲ့အခြားတပ်တွေစုပေါင်းပြီးတော့ထိုးစစ်ဆင်နေတာလယ်မရွာကျွဲချံရွာဘက်ကိုမင်းကမွန်လွယ်တနအီလောက်ကမိရှို့တာမင်းကညနေ6နာရီအထိမိကမငြိမ်းသေးဘူး ရွာကန်တွေကရွာထဲကိုမဝင်ရဲသေးလို့အပြက်စီးတွေကိုတော့အတိအကျမသိရသေးဘူး။လယ်မရွာကတော့တရွာလုံးနီးပါးလောင်သွားပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။နိုဘယ်မာလာ၁၂ရက်နေ့ကလည်းစစ်ကောင်စီကကျွဲချံတဲ့လယ်မကြီးရွာများကိုရဟတ်ရင်နဲ့ဘုံကျဲပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။မနေ့ကစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အချိန်မှာပြူစောတိတပ်စခန်းဖြစ်တဲ့ စင်လူကြီးရွာကလက်နက်ကြီးများနဲ့စစ်တပ်ကိုပြစ်ခုပေးခဲ့တယ်လို့သိရပါတယ်။မနေ့ကကြီးရွာ၅ခုကိုဇက်တိုက်မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာပွင့်ဖြူမျိုးနယ်နဲ့ဆလင်းမျိုးနယ်ကတပ်များနဲ့ပြူစောထီးများပူးပေါင်းပါဝင်ပြီးတော့စစ်ကား၄စီးနဲ့လှည့်လည်သွားလာပြီးကြီးရွာများကိုဖျက်ဆီးလူရမီးရှို့နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမှာရှိတဲ့နန်းစီဒီယံဝန်ထမ်းအယောက်၁၀၀ကျော်ဟာပြည်သူရင်ဝင်ကိုအလင်းဝင်ခဲ့ပြီးတော့လူဦးရေ၃၀ကျော်ကိုခန်းဝင်ထိုးပြီးတော့ဘေးလွတ်ရာနေရာများကိုပို့ဆောင်ထားလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လအတွင်းကချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံထွေအုပ်ပညာရေးကျန်းမာရေးစည်ရင်းစစ်စတဲ့ဌာနများကနန်းစီဒီယံဝန်ထမ်း၁၀၀ကျော်ဟာ တွန်းဆန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်ခဲ့သူများကိုစီစစ်ပြီး30ကျော်ကိုခံဝင်လက်မှတ်ရေးထိုးကာလုံခြုံဘေးကင်းတဲ့နေရာကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါဗျ။အလားတူပဲတွန်းဆန်မြို့မှာရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲနှအုပ်နဲ့သခိုင်းတိုင်းတမူးခရိုင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲတအုပ်တို့ကိုလည်း တွန်းဆံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံဆက်သွယ်ပြီးတော့လက်နက်မဲ့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။ရဲကတွန်းဆံမြို့မှာရဲစခန်းက2ဦးနဲ့တမိုးခရိုင်ကရဲ2ဦးပါလက်နက်တော့မပါဘူး။တွန်းဆံမြို့နယ်က CDM တွေအယောက်100ကျော်အလင်းဝင်ပါတယ်။ခံဝန်ထိုးထားတာက30ကျော်ပါ။ကျန်တဲ့သူတွေကိုတော့မူဝါဒအတိုင်းစီစစ်နေစေအခြေအနေပါ။ ဌာနတွေကတော့ထွေအုပ်ပညာရေးကျန်းမာရေးနဲ့စည်ရင်းစစ်စတာတွေများပါတယ်လို့တွန်းဆန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။နန်းစီဒီယံဝန်ထမ်းများအနေနဲ့အကြမ်းဖက်စစ်ကောင်စီကိုရရဲတင်းတင်းလက်တွဲဖြုတ်ကပြည်သူနဲ့အတူလက်တွဲပြီးတော့တိုင်းပြည်ကိုပြန်လည်တိဆောက်ရန်အချိန်ကျပြီဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြည်သူ့ဘက်ကိုအလင်းဝင်လို့တဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းများအားချင်းပြည်စီဒီယံမူဝါဒနဲ့အညီမြို့နယ်စီဒီယံကော်မတီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကစီစစ်ဆောင်ရွက်လျက်ရှိတယ်လို့အသိပေးထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ